ားလုံးမင်္ဂလာပါလို့ယေရှုနာမအဖင်ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။နှုတ်ဘတော်ကိုခံယူတော်သူရောက်ရှိတိုင်းနှလုံးသားထဲမှာနှုတ်ဘတော်မျိုးစစ်ချပြီးတော့အပင်ပေါက်ပြီးအသီးသေးပါစေလို့ယေရှုနာမအဖင်ဆုတောင်းကောင်းချီးပေးပါတယ်။ဒီနေ့ကျွန်တော်အနေနဲ့ခေတ်စားနေတဲ့ခုဂျမ်းမာချမ်းသာတရားဒေသနာအင်္ဂလိပ်လို prosperity gospel ဆိုတဲ့အကြောင်းကို စင်စင်လေလာတုံးတက်ပြေးသွားမှာဖြစ်ပါတယ်ဒီနေ့ခရစ်တော်ရဲ့တရားကဘာလဲခရစ်တော်ရဲ့တရားကဈာမချမ်းသာလား prosperity ကျွယ်ဝခြင်းအကြောင်းလားဆိုတာကိုကျွန်တော်တို့ယုံကြည်သူများကွဲကွဲပြားပြားသိရှိနားလည်ဖို့ထူးလွတ်တယ်ဆိုတာကိုကျွန်တော်စိတ်အာနှလုံးသွင်းမိတဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီအကြောင်းညာကိုဝင်ရရတာဖြစ်ပါတယ်ခရစ်တော်ရဲ့တရားကတော့ ဧဝံဂေလိတရား gospel ပဲဖြစ်ပါလေဧဝံဂေလိတရားဆိုတာလူတွေရဲ့ဝိညာဉ်ဟာငရဲထဲကြတော့မှာဖြစ်တယ်အဲ့ဒီငရဲထဲကနေပြီးတော့ကယ်နှုတ်ပြီးတော့လူဝိညာဉ်ကို ကောင်းကင်နိုင်ငံကိုပို့ဆောင်ဖို့ရန်အတွက်တည်င်းကောင်းကို gospel တို့မဟုတ်ဧဝံဂေလိတရားလို့ခေါ်ပါတယ်ဒီဧဝံဂေလိတရားဆိုတဲ့နေရာမှာဘာဖြစ်လို့ကျမ်းမှာချမ်းသာ prosperity ဆိုတဲ့ငွေရေးကြေးရေးနဲ့ဆိုင်တဲ့အကြောင်းအရာကဘာဖြစ်လို့ပူကလာတာလဲပေါင်းဆက်ထားတာလဲဆိုတာကိုလူတွေတော်တော်များများကနားမလည်ကြဘူးလို့ယုံကြည်ပါတယ်ဒါဟာဖြစ်တဲ့ဖြစ်ထိုက်တဲ့အကြောင်းအရာလားခရစ်တော်ရဲ့တမန်တရားအစ်စ်လားဆိုတာကိုဝေဖန်ပိုက်ချပြီးတော့သိရှိနားလည်မှဒါလေကျွန်တော်တို့ခရစ်တော်နောက်ကိုကောင်းစွာလိုက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတဲ့အတိုင်းပဲ ဘာသာတရားတိုင်းဟာကျမ်းမာချမ်းသာတရားကိုမဟောကြပါဘူးဘာသာတရားဆိုတာကနိဗ္ဗာန်ရောက်ကြောင်းတရားပဲဖြစ်ပါတယ်ခရိယံမှာလည်းပျောက်ဆုံးဝိညာဉ်တွေလူရဲ့ဝိညာဉ်တွေဟာကယ်တင်ရှင်ခံရပြီးတော့ကောင်းကင်နိုင်ငံကိုအရောက်ပို့ပေးမယ်ခရစ်တော်ရဲ့လမ်းစဉ်ခရစ်တော်အသေးခံခြင်းခရစ်တော်ရဲ့ကယ်တင်ခြင်းခရစ်တော်ရဲ့အသက်ပေးခြင်းအသွေးလွန်အသွန်လောင်းခြင်းအပြင်လူတွေရဲ့အသက်ဝိညာဉ်ကို ရွေးနှုတ်ကယ်တင်ခြင်းဟာ gospel ဖြစ်တယ်။ evangeli တရားဖြစ်ပါတယ်။ကျွန်တော်တို့လောကမှာကြည့်မယ်ဆိုရင်ဈာမချမ်းသာဆိုတာမယုံကြည်သူတွေမြောက်များစွာဟာဟိုဈာမပြီးတော့ချမ်းသာနေကြတာပဲ။ကဘာပေါ်မှာချမ်းသာဆုံးလူတွေကိုကြည့်မယ်ဆိုရင်တချို့တော်တော်များများဟာခရစ်တော်ကိုမသိတဲ့လူ၊မယုံကြည်တဲ့လူဟာ အယံကိုချမ်းသာနေကြတာပဲဖြစ်ပါတယ်။ဥမာဒူဘိုင်းကိုပဲကြည့်ပါเนาะဒီမှာကဘာမှာချမ်းသာဆုံးမုစလင်တွေဟာခရစ်တော်ကိုမယုံကြည်တဲ့လူတွေခရစ်တော်ကိုမသိတဲ့လူတွေပဲဖြစ်ပါတယ်။လက်မခံတဲ့လူတွေချမ်းသာချမ်းသာပြီးတော့အကျွဲဝဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ချမ်းသာချမ်းသာဒေသနာဟာခရစ်တော်ရဲ့တရားနဲ့ใกล้ညီချင်းရှိမရှိ ယုံကြည်သူတွေနှလုံးသားထဲမှာဝိညာဉ်တော်လမ်းပြမှုကိုခံယူပြီးတော့အတိအကျဆုံးဖြတ်ဖို့ဖြစ်ပါတယ်။သူများယောင်တိုင်းလိုက်ယောင်ဖို့မဟုတ်ပါဘူး။သူများချမ်းသာတိုင်းကိုလိုက်ချမ်းသာလို့မရပါဘူး။ဒီလောကကြီးမှာဖရာသခင်ရဲ့အခွင့်မရှိရင်ဘယ်သူမှချမ်းသာလို့မရပါဘူး။ချမ်းသာခြင်းဆင်းရဲခြင်းဆိုတဲ့အကြောင်းအရာတွေဟာဖရာသခင်ရဲ့အလိုတော်နဲ့အညီဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။တစ်ချိန်လုံး ချမ်းချမ်းသာခြင်းနဲ့ချမ်းမာခြင်းနဲ့တွဲကြော်နေုံနဲ့လေချမ်းမာချမ်းသာခြင်းကိုရရှိကြမှာမဟုတ်ဘူးဆိုတာကိုဥစွာသိစေချင်ပါတယ်ဒီချမ်းမာချမ်းသာတရားကဗမာပြည်ကနေစခဲ့တာလည်းမဟုတ်ပါဘူးဒီအနောက်နိုင်ငံတွေဖြစ်တဲ့အာဖရိကနိုင်ငံအမေရိကနိုင်ငံတွေမှာတော့ဒီတရားကဟိုလွန်ခဲ့တဲ့နှစ်၄50လောက်ကတည်းကတော်တော်လေးကိုပြန့်နှံ့နေပြီဖြစ်ပါတယ်ဒါပေမဲ့ ူတို့ကိုကြည့်မယ်ဆိုရင်အောင်မြင်ဒါကိုလည်းတွေ့ရပါတယ်ဒါပေမဲ့အသင်းတော်မြောက်များစွာမဟုတ်ဘဲနဲ့အနှဲငယ်သောတရားဟောဆရာတွေဒါလည်းကျမ်းမာချမ်းသာတရားကိုအောင်မြင်စွာကြွေးကြော်ပြီးတော့သူတို့ဟောတဲ့တိုင်းလည်းဖြစ်နေတာကိုတွေ့ရပါတယ်ဥပမာအမေရိကန်မှာဆိုရင်ကန်နက်ကော့ဘလန်အာတက်ဆတ်ပြည်မှာဂျိုးအော့စတင်ရှိနေတယ် ဒီစင်ကာပူမှာဆိုရင်ဂျိုးဆက်ပရင်စီမယ်ကျွန်တော်တို့မြန်မာလူမျိုးတွေထဲမှာလည်းအာကနေဒါနိုင်ငံသားခံယူတယ်ဆရာဒေးဗစ်လာရှိတယ်ဒီအမေရိကမှာဆရာဇော်လင်းအောင်ရှိတယ်မလေးရှားမှာဆိုရင်ဆရာယောရှွာရေးရှိတယ်စသဖြင့်ပေါ့လေဒီတရားဟောဆရာတွေကဒီနေ့သူတို့ပြောတဲ့အတိုင်းတော့ဖြစ်နေတာကိုတွေ့ရပါတယ်သူတို့တကယ်ကြွယ်ဝချင်းခန်းစားရတယ် သူတို့ဟာအမှုတော်ဆောင်တက်တန်းအနည်း20 30ကျော်အနည်းနဲ့ခံပြီးတော့အမှုတော်မြတ်အတွက်ပေးဆက်ခဲ့တဲ့သူတွေဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။နေချင်းညာချင်းချမ်းသာကြွယ်ဝတာတော့မဟုတ်ပါဘူး။ဒီနေ့ကျမ်းမာချမ်းသာတရားဟောတဲ့သူတွေရဲ့အဓိကဘ ਹੁ ပြုတဲ့အကြောင်းကြီးချက်ကပါလေဆိုတော့ဘုရားသခင်ဒီ ဘုံအနုဘောနစံပြေရမှုသောစီစဉ်စီတဲ့အတိုင်းကျွဲဝချမ်းသာတဲ့အတိုင်းသူ့ကိုယုံကြည်တဲ့တာသမီးတွေဟာလည်းပဲကျမ်းမာရမယ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်ဆိုတဲ့ခံယူချက်နဲ့ဥထိတ်ထားပြီးတော့ဟောဟောပြောဝင်ကနေကြတာဖြစ်ပါလေဒါဖရာတကယ်ဖရာတကင်ကဲ့သို့ချမ်းသာမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရတယ်ဖရာဘာကြောင့်လဲဆိုတော့ အဖေချမ်းသာရင်ဒါလည်းချမ်းသာမယ်ဆိုတဲ့ပုံစံကိုယူပြီးတော့ဒီတရားကိုဟောနေကြလေဖြစ်ပါတယ်။ဒါပထမဥတီချက်ဖြစ်ပါတယ်။ဂျမ်းပိုက်အရင်တော့ကစ်ပေနစ်ကိုမင်းစီစင်စီတို့ရပြောဟိဆိုတဲ့ဂုံပုတ်ကိုဘုရားသခင်ကသူ့ရဲ့ယုံကြည်သူသားသမီးတွေကိုပိုင်ထိုက်ကြောင်းကိုဂရိတော်ရှိထားတာဖြစ်ပါတယ်။နံပါတ်1ဒီလိုယုံကြည်သူတွေဟာ ချမ်းမာမယ်ချမ်းသာမယ်ကြွယ်ဝမယ်အလုံးစုံပြည့်ဝစွာရရှိခံစားခြင်းဟာသူ့ရဲ့ယုံကြည်ခြင်းအားကြီးမှုဖြစ်တယ်။သူ့ရဲ့ယုံကြည်ခြင်းကြောင့်ဒါတွေကိုရလာဖြစ်တယ်။ဒါကြောင့်မလို့သူ့ရဲ့ယုံကြည်ခြင်းကိုဘာနဲ့ငွေနဲ့တိုင်းတာတဲ့ပုံစံမျိုးဖြစ်နေတယ်။သူယုံကြည်လို့သူယုံကြည်ခြင်းအားကြီးလို့အခုလိုချမ်းသာတာဆိုတာကိုသူတို့ကလက်ကင်ပြူတာဖြစ်တယ်။နမူနာဆွဲယူလိုက်တာဖြစ်တယ်။ဒီလို ချမ်းသာခြင်းဟာလက်တွေ့ယုံကြည်အားကြီးခြင်းရဲ့ရလတ်ဆိုပြီးတော့ဝေငါဟောပြောနေကြတာဖြစ်ပါတယ်သူတို့အနေနဲ့အနုလက္ခဏာကိုလုံးဝလက်မခံဘဲနဲ့စင်ရခြင်းကိုသူတို့လက်မခံဘူးအပေါင်းလက္ခဏာဖြစ်တဲ့ယုံကြည်ခြင်းအားဖြင့်ယုံကြည်ခြင်းအားဖြင့်နှုတ်နဲ့ဝန်ခံပြီးတော့တိမ်ပိုက်ယုံပဲဆိုတဲ့တိမ်ပိုက်ရမယ်ဆိုတဲ့နှီးပြွားကိုသူတို့အသုံးပြုနေတာဖြစ်ပါ ယုံကြည်သူတွေနဲ့မိမိကိုယ်ကာယအားစိုက်ထုတ်မှုမရှိဘဲနဲ့နှုတ်အားဖြင့်ယုံကြည်ကိုးစားစွာနဲ့တောင်းလျှောက်မယ်ဝန်ခံမယ်သိမ့်ပိုက်မယ်ဆိုရင်ဖရာသခင်ရဲ့ကြွယ်ဝခြင်းဟာမိမိအထက်ကိုကူးဆက်လာမယ်ဆိုတာကိုယုံကြည်ပြီးတော့သူတို့အခုဝေငှတဲ့နှုတ်ကပတ်တော်အတိုင်းသူတို့မှာဖြစ်ပျက်နေတယ်ခံစားနေရတယ်ဆိုတဲ့အထောက်ထားတွေနဲ့အခိုင်အမာကို ရဲရဲတင်းတင်းကိုဟောပြောနေတာဖြစ်ပါတယ်ဒါကိုဒီနေ့ယုံကြည်သူများအနေနဲ့တမန်ကျမ်းစာရဲ့ပေါ်ပြခြင်းများနဲ့ကိုက်ညီခြင်းရှိမရှိမိမိတို့ကိုယ်တိုင်လေ့လာပြီးတော့ဝိညာဉ်တော်ရဲ့လမ်းပြခြင်းကိုခံယူပြီးမှသာလျှင်ယုံကြည်လက်ခံရမှာဖြစ်ပါတယ်အကယ်၍သူများယုံလို့ယုံပြီးတော့လိုက်သွားမယ်ဆိုရင်ဒီတမန်တရားလမ်းကနေလွဲချော်သွားမှာဖြစ်ပါတယ်ဆိုတာကို တတိပြုစီစဉ်ပါတယ်။နမတော်အနေနဲ့သူကြီးသူတယောက်ဒီလိုနှုတ်အဖြစ်ဝန်ခံပြီးတော့မိလိုချင်တဲ့အရာတွေကိုနှုတ်အဖြစ်ဝန်ခံတိမ်ပိုက်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 ခြင်းအဖြစ်ကျွေဝလာမယ်။အဲ့လိုကျွေဝခြင်းကောင်းချီးခံစားရတဲ့အခါမှာဖရာသခင်ရဲ့အလိုတော်ဒီမြေကြီးပေါ်မှာပြည့်စုံလာတယ်လို့သူတို့က ခံယူနေတာဖြစ်ပါလေဒါကြောင့်မလို့ဒီလိုနားထောင်ခြင်းအဖြစ်ဒီသူတို့ပြောတာလားပြောတဲ့အတိုင်းဟုတ်သလားမှန်ပါသလားဆိုတာကိုမိမိတို့တမာကျမ်းစာကိုဖတ်ရှုမှတ်တာရင်အဖြေရရှိမှာဖြစ်ပါတယ်လူတော်တော်များများယုံကြည်တော်သူကျွယ်ဝခြင်းဟာဒီလောကမှာဖရားရဲ့အလိုကိုဆောင်ခြင်းအလိုကိုငြိကြီးပေါ်မှာအလိုပြည့်စုံခြင်းလို့ ဟောပြောခြင်းဟာနှုတ်ကပတော်နဲ့ညီပါသလားမညီဘူးလားဆိုတာကိုတမချန်းစာထဲမှာအတိအလင်းအဖြေမြောက်များစွာပေါ်ပြထားတာဖြစ်ပါတယ်ဒီနေ့လောကမှာထာဝရစင်နေဘူးလောကမှာကြီးပွားချမ်းသာဖို့ဖျားရှင်ဟာအလိုရှိသလားမရှိဘူးလားကျွန်တော်တို့လူသားတွေဟာယုံကြည်သူတွေဟာကောင်းကင်နိုင်ငံမှာထာဝရစံမြတ်ဖို့အတွက်ဒီမြေကြီးပေါ်မှာဖျားသခင်က ပြင်ဆင်ဖို့ရန်အတွက်အချိန်ပေးထားတာပဲဖြစ်ပါတယ်ဒီလောကကျွဲဝချမ်းသာခြင်းအားလုံးဟာအနတ္တပဲဖြစ်တယ်ဆိုတာကိုဆောလမုန်မင်းကြီးကကျွန်တော်တို့ကိုအတိပေးပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့ဂျာမချမ်းသာတရားဒေသနာအနောက်ကိုလိုက်မယ်ဆိုရင်မိမိရဲ့ဝိညာဉ်ဘယ်လိုတင်မလဲမိမိရဲ့ဝိညာဉ်နဲ့တွေ့စိတ်ချမှုရှိမလားဆိုတာကိုယနေ့ယုံကြည်သူများ တည်တည်ချာချာလေးလေးနဲ့နဲ့စဉ်းစားဖို့ရံဖြစ်ပါတယ်။ခုနေနဲ့ဒီဈာမချမ်းသာဒေသနာတရားနဲ့ပတ်သက်ပြီးတော့ဒီကဘာပေါ်မှာရှိတဲ့ဘာသာရေးဂိုင်းကနာအမျိုးမျိုးနဲ့ဘာသာရေးကောင်းဆောင်ပါစတာတွေကဘယ်လိုမြင်တယ်လဲဆိုရင်ဒီဈာမချမ်းသာတရားတွေဒါဟာခရစ်တော်ရဲ့အလိုတော်နဲ့မညီဘူးဧဝံခရစ်တော်ရဲ့ဧဝံဂေလိတရားနဲ့ မကန့်ညီဘူးဆိုပြီးတော့တတမတ်သေးပဲဝေဖန်သုံးတတ်ကြတာကိုတွေ့ရပါတယ်ပြီးတော့ဒီတရားဒေသနာဟာယုံကြည်သူတွေရဲ့ motivation လို့တဲ့အသင်းအတမလုံစော်တဲ့သွေးဆောင်ဖျားယုံတဲ့နှုတ်ကပတော်သားလင်ဖြစ်တယ်စစ်မှန်သောနှုတ်ကပတော်မဟုတ်ဘူးနှုတ်ကပတော်ထဲမှာသစေးရောထားတဲ့အကြောင်းအရာဖြစ်တယ်ဆိုပြီးတော့ဝေဖန်ကြတယ် အများစုကတော့လက်မခံကြဘူးဆိုတာကိုတွေ့ရပါတယ်။လောကတတ်မြင့်ခြင်းတဲကိုဆွဲခေါ်တာနဲ့တူတယ်လို့ဝေဖန်သုံးသပ်ကြတာဖြစ်ပါတယ်။အာရဏေဧဝကိုမွေကလက်ဖျားပြီးတော့ဖျားကဲလို့ဖြစ်မယ်ဆိုပြီးတော့သွေးဆောင်ဖျားရောင်းတဲ့ခါမှာအာရဏေဧဝကသူတို့မွေရဲ့စကားကိုနားထောင်မိတဲ့ကြွချုံလို့တေချင်းတရားနဲ့သူတို့ဘဝကိုအဆုံးတရရတာဖြစ်ပါတယ်။ ယနေ့ယုံကြည်သူများအနေနဲ့မိမိတို့ရဲ့တတ်တာမှာတရှင်တော်ဝိညာဉ်တော်ဘုရားရဲ့လမ်းပြခြင်းတွင်တင်ခြင်းကိုခံယူပြီးတော့မှမှန်သောခရစ်တော်နောက်လိုက်များဖြစ်ဖို့ရန်စင်ခြင်းပြီးတော့စုတော်ဆက်ကကြပါစို့လို့တိုက်တွန်းအပ်ပေးရှင်ပါတယ်ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေ